စစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်ခဲ့ပေမဲ့လည်းထိုင်းမြန်မာနယ်စပ်မြင်းအနီးကစစ်ကောင်စီရဲ့တေဘောဘုတ်စခန်းကိုတော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်ကလည်းအပိသက်သိမ်းယူလိုက်တယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့သတင်းရင်းမြစ်ကပြောပါတယ်။ ကရင်မျိုးသားစီယော KNU တက်မှ6နည်းမီတဲကညဝရီဟောလီလမ်းပိုက်မှာရေးပါတဲ့တေဘောဘိုတက်စခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းတွေလက်နက်ကြီးတွေတုံးပြီးပြီးခဲ့တဲ့မေလတတိယပတ်ကစတင်တိုက်ခိုက်ခဲ့တာပါစခန်းသိမ်းစစ်ဆင်ရေးကိုတော့ဇွန်လ3ရက်မနက်9နာရီလောက်ကစတင်ပြီးညနေဘက်မှာအပီးသက်သိမ်းပိုက်နိုင်ခဲ့တာကြောင့်စခန်းသိမ်းပွဲဟာနိုင်ပိုင်းလောက်ပဲကြာမြင့်ခဲ့တယ်လို့စခန်းသိမ်းတိုက်ပွဲအခြေအနေကိုသိရှိထားတဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ် ဲတော့ပြန်ကတော့ဒီလိုပဲကာနာပဲလုံနေနေအဲ့ဒါတော့တရားပဲတိုင်းတာပါတိုင်းနေရပဲရတာပဲကျွန်တော်တို့အဲ့ဒီညပါတရပနပိုင်လာမှာဟာညတော့ပြန်နိုင်နေနေပဲကြတယ်အဲခုနကလောက်ဆုံးညအဲ့ချိန်တော့ကျွန်တော်စပြီးတော့တက်တယ်တက်တော့မှတက်ပြီးတော့ပြက်တော့ဘတ်ဒီကဒရောင်းလေးကျဲလေဟိုစကန်တက်တော့လေဂျာထုတ်တော့အလားတည်းလေရင်နေနဲ့သုံးတော့မရပဲကိုရီးယားမချနိုင်ပြောပဲရှိတော့လာရကိုရီးယားကဆင်းနေပြအဲ့လိုမျိုးဆိုတော့သူချသွားတာဖြစ်မှာပေါ့ စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်လေးချောင်းပစ်ကူပေးတိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ်ပြန်လည်ကြဲချမိပြီးတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေရတယ်လည်းရှိပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးပြီးဒဏ်ရာရသူတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်80ကျော်လက်နက်ချခဲ့တယ်လို့ဒေသတွင်းအခြေစိုက် KIC သတင်းဌာနကဖော်ပြပါဗျာ။ စခန်းသိမ်းတိုက်ပွဲအပြီးမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ခဲယံအများပြားလဲတင်းစီရရှိခဲ့တယ်လို့သိရပြီးအသေးစိတ်အခြေအနေကိုမြန်မာနောင်းအနေနဲ့ဆက်လက်အတည်ပြုနေသေးဖြစ်ပါတယ်။တေဘောဘိုတက်စခန်းကိုပြီးခဲ့တဲ့2022ခုနှစ်မေလမှာ KNU နဲ့ပူးပေါင်းတက်ကတိုက်ယူမှုပါတယ်။ဒါပေမဲ့စစ်ကောင်စီတက်ကနေဆက်ချေကုတ်စခန်းကိုလက်လုံမခံလို့ရကြောင်းအလုံးအင်းနဲ့တံပြန်ထိုးစစ်ဆင်ရမှာ KNU ကပြန်လဲလက်လွတ်ပေးခဲ့ရပါတယ်။အခု၃နှစ်အကြာမှာကင်းတော်လိုင်းပူးပေါင်းတက်တွေဘက်ကပြန်လဲသိမ်းပိုက်နိုင်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲမှာတော့တော်လိုင်းပူပေါင်းအဖွဲ့တွေဘက်ကနေလည်းထိခိုက်ဒဏ်ရာရခဲ့ရတယ်ရှိရဲလို့သိရပါဗျာ။ကဲတော့တော်တော်ကြည့်ကြည့်ရတော့လောက်လာတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းကတော့မပြောင်းလဲပါဘူးဟိုနောက်တစ်ခါလည်းတိုင်းလိုက်ရပဲတကယ်လည်းတိုင်းလိုက်ရပါတယ်တိုင်းကတော့မပြောင်းလဲပါဘူးတို့ကတော့ဒီတိဆောင်မှုပေါ့တိဆောင်မှုပိုင်းဆိုင်တော့တယ်တို့စခန်းကြီးမှာအဲခိုင်မှာပုံစံမျိုးတော့တို့ပြန်လောက်လာတာပဲဒါပေမဲ့လည်းမလွယ်ဘူးတကယ်တမ်းတို့ကြာကြာလာပဲ KNU တပ်မ6စီးရေလှုပ်ရှားရနေမြေမြဝတီမြို့တောင်ပချမ်းဟော်လီဒေတာမှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကဘလက်တိုကနယ်လီဝါမီထဘရင်နောင်မော်ခီတပ်စခန်းနဲ့တေဘောဘိုတပ်စခန်းတွေကို KNU ကစတိုက်ဆိုလိုသိမ်းယူခဲ့တာပါဟော်လီမှာလက်ရှိတော့အရေးကြီးတဲ့တက်စကန်တွေအဖြစ်ဟော်လီဗျူဟာနဲ့ဥက္ကိဋ္ဌတို့သာကြံပါတော့တယ်။ KNU ရဲ့အုပ်ချုပ်ရေးအနေမြေတက်မှတ်ပုံရတေဘောဘိုတက်စကန်တည်ရှိတဲ့ဟော်လီမြို့ဟာဒူပလေယာလာခရိုင်ကော့ကိတ်မြို့နယ်ထဲမှာပါဝင်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ထိုင်းနယ်စပ်ရှောက်မှာတက်ဆွဲထားတဲ့တက်စကန်တွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးတည်င်းအမှောင်ချထားပါဗျ။တေဘောဘိုးတိုက်ပွဲဖြစ်ွားနေချိန်ထိုင်းနယ်စပ်နားစီချိကက်လာတဲ့မြန်မာစစ်လေရင်ကိုဟန်တားဖို့ထိုင်းလီတက်ကအမေရိကန်လို့ F60 ဂျက်တိုက်လေရင်ကိုစစ်လွတ်ခဲ့ရတယ်လို့ထိုင်း PBS သတင်းဌာနကရေးသားထားပါဗျ။